ယောက်ျားလေးတချို့ဟာမိန်းကလေးတွေကိုစိတ်မဝင်စားတဲ့ပုံစံမျိုးလိုရှိနေတဲ့ကြတယ်။အဲ့ဒါကသူတို့ဟာမိန်းကလေးတွေကို အမှန်တကယ်ပဲစိတ်မဝင်စားလို့မဟုတ်ပါဘူး။ဒါကသူတို့ဟာမိမိကိုယ်ကိုအာယုံစိတ်နေကြလို့ပဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့မှာရီမဲချက်တွေရှိတယ်၊ပဲနိုင်တွေရှိတယ်။ဒါကြောင့်သူတို့ပေါ်ကတိုးတက်ရတိုးတက်ကြောင်းလဲကြောင်းတွေကိုပဲဦးစားပေးနေတာဖြစ်တယ်။ မင်းကြီးတို့သူတို့ဟာမိန်းကလေးတွေကိုလှင်းနေယူရှုနေတာလေးမဟုတ်တလို့သူတို့ဟာမိန်းကလေးတွေအပေါ်မှာလုံးဝစိတ်မဝင်စားတာမျိုးလေးမဟုတ်ပါဘူးစိတ်ပိန်းဆိုင်ရာအရှိန်နေရပြောမေဆိုရင်သူတို့ဟာမိမိကိုကိုလုံခြုံမှုရှိတယ်လို့လေခံစားနေရတဲ့သူတွေဖြစ်တယ်ဒါကြောင့်သူတို့ဟာတခြားသူတွေရဲ့အာယုံစိတ်မှုတွေကိုရဖို့အတိအမဲ့ပြုမှုတွေကိုရဖို့မရှာဖွေပါဘူးဒါအပြင်သူတို့ဟာမာနကြီးတဲ့လူတွေလေးမဟုတ်ပါဘူးဒါဆိုရင်သူတို့ဟာဘာဖြစ်လို့တည်ငြိမ်နေကြတာလဲ ။ဘာဖြစ်လို့လဲဆိုရင်သူတို့ဟာမိမိကိုယ်ကိုယုံကြည်မှုအရင်ရှိတဲ့လူတွေဖြစ်ပါတယ်။သူတို့ရဲ့မိမိကိုယ်ကိုယုံကြည်မှုကပဲသူတို့ကိုတည်ငြိမ်စေပါတယ်။ဒီလိုယောက်ျားလေးတွေနဲ့ပတ်သက်ပြီးမိန်းကလေးတွေအနေနဲ့သတိထားရမှာတခုတော့ရှိပါတယ်။ဒီလိုယောက်ျားကလေးတွေကသင့်အပေါ်တတိထားမိအောင်စူးစမ်းမိဆိုရင်တော့ဒါကတိတ်ပြီးတော့အကျိုးထုမှာမဟုတ်ပါဘူး။ ဒီလိုယောက်ျားကလေးတွေဟာစိတ်မှန်တဲ့ဆက်သွယ်မှုမျိုးကိုသာတုံ့ပြန်တဲ့ပါတယ်။သူ့ရဲ့အချစ်ကိုရဖို့လိမ့်နေတာမျိုးကိုတော့သူကတုံ့ပြန်မှာမဟုတ်ပါဘူး။သူကိုယ်တိုင်ကလည်းမိန်းကလေးတစ်ယောက်ရဲ့အချစ်ကိုရဖို့သူလိမ့်နေမှာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ဟာဘယ်တော့မှချစ်သူမရှိဘူး၊ relationship မရှိဘူးလို့ဆိုလိုတာတော့မဟုတ်ပါဘူး။သူတို့ဟာသူတို့ဘဝရဲ့ကြီးထွားဖို့သူတို့ဘဝရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့ပဲအာယုံစိတ်နေတော့ပဲဖြစ်တယ် သူတို့ရဲ့ရီမင်းရှစ်တွေအောင်မြင်သွားတဲ့အခါမှာဒီလိုယောက်ျားလေးတွေဟာအချစ်ရေးကိုစဉ်းစားလာကြပါတယ်။အဲ့ဒီအခါသူတို့ရဲ့အချစ်ကိုရတဲ့မိန်းကလေးဟာမင်းသမီးတပါးလိုခင်စားရစေတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီလိုယောက်ျားကလေးတော်တော်များများဟာသူတို့ချစ်တဲ့မိန်းကလေးတွေကိုတင်ဖို့ထားတဲ့ကြပါတယ်။ဒီတော့မိန်းကလေးတွေကိုပြောရှင်တာကရီမဲရှက်တွေပဲနိုင်တွေကိုအာယုံစိမ့်နေတဲ့ယောက်ျားကလေးတယောက်ကိုစောင့်နေမလား ဒါမှမဟုတ်မိန်းကလေးတွေကိုပဲစိတ်ဝင်စားနေတဲ့ယောက်ျားကလေးတွေကိုချစ်မလားဆိုတာတော့တင်တော့ရဲ့ရွေးရှည်မှုပေါ်မှာပဲမူတည်ပါလိမ့်မယ်။ဆက်လက်ပြီးရင်ဒေးစီရဲ့စိတ်ထင်းမှာယောက်ျားတွေနဲ့ပတ်သက်ပြီးရင်စိတ်ကတိကအောက်ဖြစ်စေတဲ့စကားတခွန်းတို့ရှိပါတယ်။အဲ့ဒါကတော့ယောက်ျားတွေဟာအလွေတကူရနိုင်တဲ့မိန်းကလေးတွေကိုတင်ဖို့မထားတဲ့ကြဘူး။သူတို့ဖက်ကယင်းနှမြုံနေပြီးရင်စူးစမ်းပြီးရတဲ့မိန်းကလေးကိုမှတင်ဖို့ထားတယ်ဆိုတဲ့စကားပဲဖြစ်တယ်။ ဒီစကားကဒေစီပြောတဲ့စကားမဟုတ်ဘူးနော်သူများတွေပြောတဲ့ကိုကြားဘူးလို့ဒေစီကပြန်ပြောတာဖြစ်တယ်အဲ့ဒီတော့ဒေစီကဒီစကားနဲ့ပဲသက်ပြီးမိခွန်းတစ်ခုတော့မေ့ရှင်ပါတယ်အဲ့ဒီမိခွန်းကတော့မိန်းကလေးတွေကကြာရင်လွေလွေကူကူနဲ့ရတဲ့ယောက်ျားတွေကိုတင်ဖိုးထားတာလားရှင့်မြဲနိုးတာလားဆိုတဲ့မိခွန်းပဲဖြစ်တယ်ဒီမိခွန်းနဲ့ပဲသက်ပြီးမိတ်ဆွေတို့အနေနဲ့ဘလို့မြင်သလဲဆိုတာကို comment မှာရေးခေပေးကြပါဒီစကားနဲ့ပဲသက်ပြီးဒေစီအမြင်ကလေးတစ်ခုတော့ပြောပြပါမယ် အဲ့ဒါကတော့တယောက်နဲ့တယောက်ချစ်သူဖြစ်သွားတယ်ဆိုတာကလွေကူလိုလေးမဟုတ်တလို့ခက်ခဲလိုလေးမဟုတ်ဘူးလို့တော့ထင်တယ်။မိန်းကလေးနဲ့ယောက်ျားလေးကြားမှာတဟဆာတာမျှတာမှုတစ်ခုကြောင့်ချစ်သူဖြစ်သွားတာလို့ပဲဒေစီကယူဆတယ်။လွေလွေကူကူနဲ့ရတဲ့မိန်းကလေးတွေကိုတင်ဖို့မထတဲ့ဘူးဆိုတာကမရင်ကျက်တဲ့ယောက်ျားတွေရဲ့အမြင်တော့ထင်ပါတယ်။အဲ့ဒီတော့မရင်ကျက်တဲ့ယောက်ျားစိတ်သဘောထားသေးတဲ့ယောက်ျားတယောက်ကိုရတဲ့မိန်းမတယောက်ကဘလို့လို့ကဲကောင်းနိုင်ပါလေ။ လွေတာကိုရတာပဲဖြစ်ဖြစ်ခက်တာကိုရတာပဲဖြစ်ဖြစ်တင်ဖို့ရှိတဲ့သူကတင်ဖို့ရှိတဲ့သူပဲတင်ဖို့ရှိတယ်ဆိုတာကိုဘာနဲ့တိုက်မလဲဒါလေးတွေကတော့ဒီစီအမြင်ကိုပြောတာဖြစ်တယ်ဒီတော့မှားရှင်နေမှမင်းမှင်ရှင်နေမှင်မင်းမိတ်ဆွေတို့အနေနဲ့လေဒါတွေနဲ့ပတ်သက်ပြီးရင်ဘလို့မြင်လဲဆိုတာကိုတော့ဒီစီကသိရှင်နေဒီတော့နောက်ဆုံးပြောရှင်တာကတော့ယောက်ျားကလေးတွေကလွေကူတဲ့မိန်းကလေးတွေကိုတင်ဖို့မထတဲ့ဘူးဆိုရင်မိန်းမတွေကြတော့လွေကူတဲ့ယောက်ျားတွေကိုတင်ဖို့ထားနေတာလားဆိုတာပဲမေးရှင်နေတယ်